မြန်မာနိုင်ငံရဲ့ငလင်နောက်ဆက်တွဲကုညီရေးလုပ်ငန်းတွေအတွက်ရန်ပုံငွေမလုံလောက်မှုနဲ့ရုန်းကန်နေရကြောင်းနိုင်ငံတကာကြက်ချင်အနေနဲ့လာချမ်းနေအသင်းများအဖွဲ့ချုပ် IFRC ကပြောကြားခဲ့ပါတယ်။မတ်လ28ရက်နေ့ကလှုပ်ခတ်ခဲ့တဲ့ငလင်ကြီးပြီးမှမြန်မာနိုင်ငံကပြည်လဲထူထောင်ရေးလုပ်ငန်းတွေအတွက်ရန်ပုံငွေအမေရိကန်ဒေါ်လာ122.4တန်ရရှိဖို့တောင်းခံခဲ့ပေမဲ့အဲ့ဒီပမာဏရဲ့အပိုင်းအစအနည်းငယ်လောက်ကိုပဲစုစည်းရရှိထားတယ်လို့ IFRC ကပြောပါတယ်။ ငလင်ပေးတင်ပြည်သူတွေအတွက် IFRC ကထိထိရောက်ရောက်ကူညီပေးဖို့ရည်ရွယ်ပေးမယ်။ရှားသားရန်ပုံငွေရဲ့တစ်ရာခိုင်နှုန်းလောက်ကိုပဲစုဆောင်းနိုင်ခဲ့တယ်လို့အဖွဲ့ရဲ့အရာရှိမက်ထရူးက Writers သတင်းဌာနကိုပြောကြားထားပါတယ်။သူကငလင်တန်းကြောင့်ဆူဆူရွရွပျက်စီးမှုတွေကြုံခဲ့တဲ့မန္တလေးမြို့ကိုရောက်နေတာပါ။ငလင်ကြီးအပီသတင်းပတ်တွေကြားလာတဲ့အထိလမ်းပေါ်မှာနေနေရသူနှစ်သိန်းလောက်ရှိနေစေဖြစ်ကြောင်းအဆောက်အအုံတွေရဲ့အကြံခံမှုကစိတ်မချရတော့လို့လမ်းပေါ်ထွက်နေကြရတာဖြစ်ကြောင်းမက်ထရူးကပြောပါတယ် လွန်ခဲ့တဲ့၁၀ရက်အတွင်းနောက်ဆက်တွဲငလိငယ်ပေါင်း400ကျော်လှုပ်ခတ်ခဲ့ပြီးတချို့ကတော့ပြင်းအားအတော်လေးများပါတယ်ပြန်လည်ထူထောင်ရေးအတွက်ထိရောက်တဲ့အကူအညီတွေမပေးနိုင်ဘူးဆိုရင်လာမယ့်မိုးရာသီမှာနေစရာမရှိသူတွေရဲ့အခြေအနေတွေကအများကြီးပိုခက်ခဲလာနိုင်တယ်လို့လဲ IFRC ကသတိပေးထားပါတယ်ရှင်